ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်အပိုင်းထီလုံကြီးရွာအုပ်စုတွေကတညင်ကုန်းကြီးရွာပိုင်းမြေအေကာနှစ်အေကာကိုဥဆိုးလိုင်းစုသူကသူပိုင်ဆိုင်တယ်လို့ဆိုကပြီးခဲ့တဲ့နှစ်ကတိန်စီခဲ့တာဖြစ်ပြီးတရားဥပဒေအရတရားရင်ဆိုင်ရာမှာရွာသားတွေကအနိုင်ရပေမဲ့အခုချိန်ထိအဲ့ဒီမြေကိုပြန်မပေးသေးတာပါကျွန်တော်တို့ရဲ့တညင်ကုန်းရွာပိုင်းမြေကအခုပြဿနာဖြစ်နေတဲ့ဥဆောလိုက်အတွက်နဲ့ပဲအခုကျွန်တော်တို့ရွာပိုင်းမြေက အစလုံးကကျွန်တော်တို့ဖိုးဝါခစ်လုံကပေါ့ အဲ့ဒီမှာတနည်းတစ်ခါကျွန်တော်တို့ရွာသားတို့ကြွရတယ်အဲ့ဒီမှာညတိုင်းပဲဟိုးဖူဝါခက်ကနေပြီးတော့အခုကျွန်တော်တို့ခက်အထိပေါ့ကျွန်တော်တို့အသက်60လဲပြည့်နေပြီအခုအဲ့ဒီရွာပိုင်းမိကျတော့အဲ့ဒီနဘူပရကာလန်အဲ့ဒီကာလန်ပေါက်တဲ့အချိန်မှာကျတော့သောလိုက်ဥသောလိုက်ကအဲ့ဒီမြေကိုပြင်လုပ်ယူခုလိုရွာသားတွေရဲ့ရဲရွာတလေးနဂဒိုရဲ့မြေနေရာကိုကျူးကျော်တင်ဆက်ထားတာကြောင့်ရွာသားတွေအနေနဲ့နှစ်စင်ကျင်းပနေကြ ရိုးရာဒလေကိုပြုလုပ်ခွင့်မရဖြစ်နေပါတယ်ကျွန်တော်တို့ကတော့ပြန်လို့ရှိနေပေါ့တနည်းတစ်ခါကျွန်တော်တို့နတ်သထဲနေတာပဲမေတာပဲဘူးဒူမချိုလူဆိုတာရိုးရာရှိနေတာပဲကရင်လည်းရိုးရာရှိတယ်မွန်လည်းရိုးရာရှိတယ်ဘမလည်းရိုးရာရှိတယ်တရင်သားပေါင်းစုံကရိုးရာရှိနေတာပဲကျွန်တော်တို့ဘို့ကိုလည်းရိုးရာရှိတယ်ပဲဥသိမ့်စိန်ဆိုရလက်ထက်ကဥဆိုးလိုင်းနဲ့ရွာသားတွေကြမြေယာကိစ္စဖြည့်ရှင်းရမှာအဲ့ဒီမြေနေရာကိုကြေးရွာပိုင်းအဖြစ်အရင်အစိုးရအဖွဲ့ရဲ့ပအိုးဝင်းကြီးကသတ်မှတ်ပေးခဲ့ပါတယ် အဲ့ဒီလိုသတ်မှတ်ပေးခဲ့တဲ့အတွက်မြင်းနေရာကိုရွာသားတွေကခြံစည်ရုတ်ခတ်ရမှာဥဆိုးလိုင်းကတရားပြန်လည်ဆွဲဆိုခဲ့ပြီးတရားရုံးအဆုံးဖြတ်ရယူရမှာလဲကြည်ရဘကအနိုင်ရခဲ့ပါတယ်။ခုလိုတရားရုံးအဆုံးဖြတ်မှာအနိုင်ရခဲ့ပြီးမဲ့အမှုဖြစ်နေစဉ်အတွင်းမှာမြို့နယ်မြေစင်းကအဲ့ဒီမြင်းနေရာကိုဥဆိုးလိုင်းရဲ့ပိုင်ဆိုင်မှုအထောက်အထားထုတ်ပေးခဲ့တဲ့အတွက်အခုချိန်ထိရွာသားတွေဘက်ကပြန်လည်ပိုင်ဆိုင်ခွင့်မရသေးတာပါ။အကျဉ်းပြစ်တယ်၊၄၅၆ခါပြစ်တယ်။နောက်ကျမှစီမံခန့်ခွဲရေးလဲရအောင်ဥပဒေမှာခန့်ခွဲရေးစီစီပေးပါ။ဒါလည်းချီလို့ငါအချိုးယူမှုကျွန်တော်တို့ကမစီစီပေးဘူး။ ဘလောက်ကြာရမိတော့ဘလောက်ကြာရဘလောက်ကြာပြီလဲဆိုတော့ကျွန်တော်လည်းနထောဘလာဟိုဒီဘုန်း65ဟိုဒီ65တော့ကအခုလို့ကြည်ရပိုင်မြင်သိသိခံထားရတဲ့ကိစ္စကိုတက်ဆိုင်ရာလွတ်တော်ကိုယ်စားလှယ်တွေကတစဉ်လွတ်တော်မှာတင်သွင်းနိုင်မှုအကြောင်းကြားထားပြီးလက်ရှိအချိန်မှာတော့အာရှလမ်းမကြီးပြင်မှရှိတယ်တညင်ကုန်းကြည်ရပိုင်မြေအေကနေအေကကိုခွဲခြမ်းစိတ်ဖြာပြီးရောင်းဝယ်မှုတွေပြုလုပ်ထားပါတယ်ခင်ဗျာကျွန်တော်ပါကြ